Ultra 4ဟာ မျက်နှာငယ်ငယ်မျက်ခင်းတွေစီမှာလား You are Judge with 3D Anjemi ဟန်ဆိုသွေးကိုထူးရှေအပြောင်းလဲများစွာရောက်လာအောင်မလို့မြင်တွေ့ရခြင်းမရှိသည့်တိုင်အပြောင်းလဲတွေက ရောက်လာအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဟာအဲ့ဒီမှာရင်ခုန်ကြအနံ့ခံကြစူပွက်ကြခုံအုပ်ကြတဲ့ကြားရိုင်းတွေပဲဖြစ်ပါတယ်ဒါကတော့ဘလုံးပဲကြည်ချင်းနဲ့လီတခုရဲ့အရာသာလည်းဖြစ်နိုင်ပါတယ် ဆော်ဒန်နန်ကလီဗာပူးကိုလာနောက်မနေနဲ့လားမိုးနဲ့သားတွေတောင် အာနစ်တော့အလိုကျရွာသွန်းဖြိုးနေပေးရတာကြောင့်လဲသူတို့ကိုဘသူတားနိုင်ပါမလဲပေါ့လေဒီအာဆနယ်ဟာလိနှက်ပွဲဆက်ဂိုးမသွင်းနိုင်ခဲ့တဲ့အသင်းလား PSV 17အာဆနယ်ကြီးလားမန်ယူကဆိုစီဒက်ကိုတရေကစားခြင်းမှာမလုံမရှက်ပေါ့လေ Forest ဟာ Man City ကိုအိမ်အပြန်ပြန်ပို့မဲ့ဝင်းမလီတွေလား Leicester ကရော အလူအိမ်ကြီးကနေ Chelsea ရှိရာကြွမြန်ပေးဆက်အောင်မလား အဲ့ဒီကြားကပဲ 3D ဆက်သွားခဲ့ပါတယ်။အလုံးအစင်ပြကြလိမ့်မယ်လို့ထင်ပါတယ်။ Anjemin, Man U Arsenal, Arsenal, Wembley 35, Dima Asin Larry တမိုင်းကြောင်းတွေအကြောင်းမပြောချေလား။ အာဖရိကမှာပန်နဒီအစုံအဖြစ်နဲ့ကြော်ဖြတ်သွားနိုင်ခဲ့တာကဂုံတိတ်ခါအတွက်တိုက်ခတ်ခြင်းပဲဒီထက်ပိုပြီးနောက်တစ်ချိန်အာဆနယ်ကိုမာရီကျော်ရီတုံ့ပြန်နိုင်မယ်လို့လက်ရှိချိန်မှာတွေးလို့မရတော့ဘူးအေဗာတန်ကိုနောက်ကလိုက်ကစားခဲ့ရတာအေးစွစ်ကိုအနိုင်ခံဖို့အသေးအတန်ရုန်းကန်ခဲ့ရတာတွေကရမှတ်တွေစုဆောင်းနိုင်ခဲ့ပြီမဲ့ယူနိုက်တက်ဟာအခွန်ကြီးတက်တက်ရှေ့ဆက်နေတုန်းပဲဆိုတာခံစားမိစေလိမ့်မယ်ဆိုစီရနဲ့ပွဲမှာလွဲချော်ခဲ့ကြတဲ့မကွိုင်းယာဥကာတေးတို့လည်းမတိကြသေးဒေါကူပွဲပယ်ထိထားတာကရော ထည့်ပြောဖို့လိုရဲ့လားရိုဘင်အမော်ရင်အတွက်ရွေးချယ်စရာပွဲထွက်လူစင်းဟာကျင်းမြောင်းလာပါတယ်ကက်စီမီယိုနဲ့ဆိုရင်ပိုပြီးမောရအောင်မယ်ပေါ့ဆိုစီတက်ကိုတရေကစားနိုင်ခဲ့တာဟာလဲတိတ်ပြီးထွေထူးချီးကျူးနေစရာလည်းမဟုတ်ပါဘူးဒီမှာပရီးမီးယားလိနှစ်ပွဲဆက်အမှတ်ရော့ပြီးချန်ပီယံပြေးလမ်းပေါ်ခလုတ်တိုက်ခဲ့ကြတဲ့အာဆင်နယ်ကပြင်းရှတဲ့အကြောပေးမှုမျိုးနဲ့ရောက်ရှိလာပါတယ်တိုင်စင်မှုစစ်စစ်ပြောင်းဆုံးနေချိန်မှာမီရီနိုနဲ့ကြားခံထားရတဲ့အသင်းဟာ PSP ကိုဂိုးမိုးရွာပြီးပောက်ကွဲပြခဲ့တာကြောင့်လား ချန်ပီယံမျောလင်းချက်ငွေငွေကိုပြိုင်ပွဲကြီးရဲ့အိမ်ဝင်းမှာပြန်အသက်သွင်းအောင်မယ်ဆိုတဲ့သဘောလားရူဘင်အမော်ရင်လက်ထက်အိမ်ဝင်းခြေစွမ်းကြောင့်ဒါဟာမဖြစ်နိုင်စရာလည်းမရှိပါဘူးအိုထရက်ဖို့ရဲ့ညီတွားတန်တွေကိုပဲကျွန်တော်ကြားနေခဲ့တယ်ချယ်ဆီလက်စတာချယ်ဆီနှလုံးသရေမြေခွေးပြားတွေဟာပြီးဆုံးသွားခဲ့ပါပြီချေအားသောကိုရီးယားနယ်သာလန်သားကြီးဟာကက်တင်မဲ့သူလိုရောက်ရှိလာခဲ့ပေမဲ့သူကိုယ်တိုင်မှရောထွေးနှိမ့်မြုပ်သွားခဲ့ပြီလာရရက်ကိုပြန်ဖို့ချန်ပီယံရှစ်တကားခေါက်တံတွေဟာစူညံလို့ ဂျမီဗာရီရဲ့နောက်ဆုံးနေ့ရက်တွေဟာနာကျင်စရာဇက်သိန်းတစ်ပုတ်ဖြစ်ခဲ့မှာကိုမကြည့်ရပေမဲ့ဒီမှာ plot twist တွေရောက်ရှိလာအောင်မယ်လို့ကိုမတွေးနိုင်တော့တံပတ်ရော်သွားခဲ့တဲ့ Mariska ရဲ့အပြာရောင်ဆက်ကူဆွန်ဟာ top 4ရဲ့အပြင်ဘက်ထိလွင့်ဆင်လာခဲ့တယ်။အမပီးစရာရဲ့လေကားထစ်ကိုငေးပြန်ကြည့်နိုင်ဖို့ရသမျှအမှတ်တွေကိုစုဆောင်းရမယ်ပေါ့။ဒီမှာတန်းစင်းစုံတွေကမျောလင်းချက်မဲ့စိတ်တွေကိုပြပြသားသားချိန်မုံပြစ်ခဲ့တာကိုကြည့်ပေါ့။ အစင်းနဲ့နေရာမှာခက်တီတီဝင်ရက်သွားတဲ့ Chelsea မဟုတ်တော့ပေမဲ့ဖလီဝမ်ပိုက်တဲ့ရေဝင်နေတဲ့ Leicester ကိုနှိမ့်မြုပ်ဖြစ်လိုက်ဖို့တော့စွမ်းဆောင်နိုင်ပါလေဦးမယ်။နှစ်ဂိုးနဲ့အထက်မှာဂိုးပဲမှာရေခဲမုံတွေပြန်လာဦးမယ်။ပြီးတော့မင်းကိုနာနာချင်းချင်းနှုတ်ဆက်လိုက်ပါတယ် Roof ကြီး။ဟန်ဆိုသွေး Chelsea Leicester Chelsea ဟာ Giant မှာကစားခဲ့တဲ့ Conference League မှာအရင်ကစားသမားအချို့ကိုပွဲထုတ်ခဲ့ပြီးဂိုးဘီဟီကင်ကိုအနိုင်ယူခဲ့တာမို့ပွဲပန်းနေမှာမဟုတ်ပါဘူး။ ချက်စီဟာပြည်တွင်းလိအဝေးကွင်းပွဲတွေမှာအမှတ်တွေဆုံးရှုံးနေပေမဲ့အင်ကွင်းပွဲတွေမှာတော့ပုံမှန်ခြေစွမ်းကိုဆက်ထိန်ထားနိုင်တာကိုတွေ့ရပြီးဆောက်တန်နိုင်ကို 4C ဝက်ဆန်ကို2-1ဝူဗာဟန်နယ်ကို3-1နဲ့နောက်ဆုံး3ပွဲဆက် အနိုင်ကစားထားတယ်။လက်စတာကကစားသမားစုဖွဲ့မှုအားနည်းလုံးသလိုအသင်းလိုက်ဆွမ်းဆောင်ရေးကလည်းနိုင်နေအထူးသဖြင့်ကွင်းလယ်အဖြတ်အားနည်းသလိုခံစစ်မလုံးကြုံမှုကလက်စတာကို ပေးခိုးတွေများစေပြီးရှုံးပွဲတွေများစေခဲ့တယ်။နောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာ ဝက်ဆန်ကို2စီးဘရန်ဖို့ကို0 4လေဗာပူးကို0 2အေဗာတန်ကို4စီးနဲ့ရှုံးခဲ့တဲ့အထိလက်စတာချေးဆွဲညံ့ခဲ့တယ်ဒီပွဲမှာခန်းစစ်အမှားများခဲ့ရင် လက်စတာ5ပြက်ရှုံးသွားနိုင်တာမို့အေရှင်ချက်စီးကိုသာရွေးချယ်လိုက်တဲ့မန်ယူအာဆနယ်မန်ယူဟာပြည်တွင်းလီမှာနိုင်ပွဲထက်ရှုံးပွဲများနေပြီးသွင်းကိုထက်ပေးကိုများခဲ့တာမို့ဥရောပပြန်ပွဲဝင်ခွင့်တနေရာစာရဖို့တောင်အလံဝင်းနေခဲ့ပါတယ်။အင်ကွင်းမှာကစားကွင်းရတာတောင် မန်ယူဟာရလက်ကောင်းအောင်မစွမ်းဆောင်နိုင်ခဲ့ပေနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာ Paris ကို0-2 Brighton ကို1-3နဲ့ရှုံးခဲ့တဲ့အထိမန်ယူချေစွန့်ညံ့ဖျင်းခဲ့တယ်။ Arsenal က Jayet မှာကစားခဲ့တဲ့ Champions League မှာတိုက်စစ်အစွမ်းပြပြီး PSP ကို1-7နဲ့ဂိုးပြတ်အနိုင်ယူခဲ့တယ်။မန်ယူဟာအင်ကွေးမှာ Arsenal ကို လက်ခံကစားရမှာဖြစ်ပေမဲ့ Rice, Thomas Partey, Odegaard တို့ဦးဆောင်တဲ့ Arsenal ကွင်းလယ်ကိုအသာရအောင်ကစားနိုင်မှာမဟုတ်လို့ Arsenal ထိုးစစ်ကိုခုခံကာကွယ်ရဖွယ်ရှိနေတယ်။ မန်ယူမရှုံးအောင်သာကြိုးစားရမှာမို့ဧည့်သည်အာဆန်နယ်ကိုသာ ရွေးယူစဉ်းစားလိုက်တဲ့ပါတယ်ကိုထူးရှယ်ချယ်ဆီလက်စတာနက်စရယ်ရိုင်းရောက်လာမှာပဲလက်စတာမျိုးကြီးလေးပြန်လုံးလုံးကြဆိုသလိုရှုံးခွဲတွေကနေဘလို့မှပြန်ဆွဲထုတ်လို့မရတဲ့အသင်းဖြစ်နေပြီဘေးသက်တွေကအသင်းတာဝန်ရှိသူတွေကိုဆန္ဒပြနက်စရယ်ရိုင်းကလည်းရလက်ဆူရီဟာသူနဲ့တိတ်မဆိုင်တယ်လို့ပြောကြလာကစားသမားတွေကလည်းကစားခြင်းတယ်လို့ကစားနေကြတာဖြစ်ပြီးနောက်ဆုံး၃ဘွဲဆို၉တောင်ပြန်မသွင်းနိုင်ခဲ့တာပါ ဒီလောက်ရလတ်တွေစိုးနေမှာတော့ကန်ဆယ်လဲစိုးရွားနေပြီပေါ့လို့ဆိုပေမဲ့ဆောက်တန်တဲ့အေးဆစ်တို့ကလန်စတာထက်နောက်တန်းကစားဟန်အများကြီးကောင်းနေသေးတာပါ။ဒါကြောင့်ဂိုးကန်ချက်တွေရသလောက်တဲ့အရာမထင်တဲ့ချယ်ဆီအတွက်တော့လန်စတာလိုကန်ဆယ်ညက်တဲ့အသင်းနဲ့တွေ့ရတာဟန်ကြတဲ့ကဲ့သို့ပေါ့။ဂိုးပါမာလေးလဲခိုးပြန်ရသွားနိုင်တဲ့ပွဲပါ။မန်ယူအာဆနယ်ခံမနေစရာများလုံနေသေးလို့လား။ ဒါမှမဟုတ်အာဆင်နယ်ရဲ့အနှဲငယ်ကြံရစ်တဲ့ချန်ပီယံမျှော်လင့်ချက်ကိုအဆုံးသတ်စေတာမဟာပြိုင်ပွဲဟောင်းကြီးမန်ယူရဲ့အိုထရက်ဖို့ကွင်းကြီးထဲမှာများဖြစ်နေမလားဘာလို့ပဲဖြစ်ဖြစ်အရှိတရားတစ်ခုကိုလက်ခံကြကြေးဆိုရင်တော့လက်ရှိအာဆင်နယ်ဟာမန်ယူကိုဂိုးအကျော်ပေးလို့ရတဲ့အသင်းဆိုတာပါပဲအာဆင်နယ်နဲ့ဆိုရင်တရဲနီစိတ်ရွက်တွေဘာညာတွေအသာထားလက်ရှိကြုံတွေ့နေရတဲ့ဒဏ်ရာစရင်ရှိကြအမိုရင်ဟာသူ့ကစားကွက်မပြောနဲ့ပွဲထွက်၁၁ရောက်ပြည့်အောင်တော့မနေ့ခေါင်းချောက်နေရတာပါတွက်ချက်ကတ်တက်ပြီးပြောရရင် နောက်ရသည့်ခြံမြက်လေးဝင်ခွင့်မှန်းနိုင်သေးတဲ့ဆိုစီတက်နဲ့အင်ခွင့်အကျော့ပွဲကတော့မန်ယူအတွက်ပိုအရေးကြီးနိုင်သေးတာပါ။ပြီးခဲ့တဲ့ရာသီကလိုပဲအာဆန်နယ်အလွယ်တကူနိုင်အောင်ပါပါ။ You are judged with 3D ဆရာအန်ဂျယ်မင်းရဲ့ရွေးချယ်မှုအာဆန်နယ်ချဲလ်ဆီဆရာဟန်ဆိုးသူရဲ့ရွေးချယ်မှုအာဆန်နယ်ချဲလ်ဆီဆရာကိုထူးရှယ်ရဲ့ရွေးချယ်မှုအာဆန်နယ်ချဲလ်ဆီ 3D choice အာဆန်နယ်ချဲလ်ဆီ